မေစုသက်ရှိဆံမစ၍နောင်နှစ်ပေါင်းများစွာကျမ်းမာဘေးကင်းအသက်ရှိပါစေအမေစုသူဟာကိုကံကြမှာကိုဖန်တီးခွေရဖို့လမ်းပြပေးသူတာမဟုတ်လမ်းဖောက်ပေးသူလည်းဖြစ်တယ်တူတူအသက်နဲ့သာဆွစားရမည်ဖြစ်ရာထို့သူမှလည်းသူမတည်တာဖြစ်ရမယ်တဲ့အဲ့ဒလိုရဲဝတ်တဲ့တာဝန်ယူတဲ့စိတ်တွေးဆိုတာ သွေးကြောထဲမှာစီးဆင်းနေတဲ့သွေးကိုမဆိုလိုပါဘူးစိတ်ထဲစီးဆင်းနေတဲ့ချက်ကြည်ရင်းနှီးမှုဆိုတဲ့သွေးပါတဲ့အဲ့ဒါလို့ပြည်သူထဲကပြည်သူကောင်းဆောင်ကောင်းရဲ့စိတ်အကြီးမားဆုံးဆင်းရဲမှုကိုပေးတာမိမိကိုယ်တိုင်ရဲ့အားရင်းနဲ့ပြုမှုပဲတဲ့အဲ့ဒါလို့အကြောင်းအကျိုးချစ်ချေတတ်တဲ့စိတ်ဘလို့ပဲဖြစ်ဖြစ်ကျမတို့အားလုံးရင်ဆိုင်မယ်အတူတကွပေါ့တဲ့အဲ့ဒါလို့ တရားမျှတမှုမေတ္တာတရားကေးအောင်းနေတဲ့စိတ်ခံယူချက်နဲ့ကျင်နာတတ်သူသာမဟုတ်တဘဝတရားနဲ့တသားရဲ့ရှိပြီးလက်တွေ့ကြသူမှု သူဟာ မိခင်ရဲ့သင်္ကေတဖြစ်တယ်သူဟာပြင်ပကဘာနဲ့ဘလောက်ပဲအဆက်ဖြစ်ဖြစ်သူ့ရုပ်ခန္ဓာဘလောက်ပဲအကျဉ်းကျကျစိတ်လွတ်မြောက်နေတဲ့ရှင်သန်နေမဲ့ကဘာကြီးရဲ့အစ်မြခီးပဲ။ ငါတို့ရဲ့ရင်တွေးနှင်းစီဖြစ်တယ်။အမေစု၊သူဟာယုံကြည်မှုနဲ့စပြီးဉာဏ်ပညာနဲ့သွားတယ်။ချစ်မေတ္တာတွေကိန်းဝော့နေပြီးအလှတရားနဲ့ဆုံးမဲ့ရင်ထဲပွက်လန်းသာဝရမညိုပန်းဖြစ်တယ်။အမေစု၊ကျမ်းမာသက်ရှိပါစေ။